စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သူတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်သိမ်းမယ်လို့ချင်းပြည်ကောင်စီကပြောဆိုလိုက်ပါတယ်ချင်းပြည်ကောင်စီကနေပြီးစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုတာစီဖို့အတွက်ထုတ်ပြန်ချက်တစောင်းထုတ်လိုက်တာပါဒီထုတ်ပြန်ချက်ရဲ့အဓိကအချက်ကတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်ဖြစ်သိသိမယ်ဆိုတာပဲဖြစ်ပါတယ် ချင်းပြည်ကောင်စီဟာစစ်ကောမရှင်တက်ရဲ့ရွေးကောက်ပွဲကိုတယံဝင်မှုမရှိစေဖို့ရည်ရွယ်ပြီးဒီစည်းကမ်းချက်ကိုနိုဝင်ဘာလ6ရက်နေ့မှာထုတ်ပြန်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ရွှေကောက်ပွဲအတွက်နိုင်ငံရေးပါတီဖွဲ့စည်းတာပါတီရုပ်ဖွင့်တာဒါမှမဟုတ်တတိပုဂ္ဂလဖြစ်စေရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာမျိုးကိုလုံးဝတားမြစ်ထားပါရည်ဒီစည်းကမ်းချက်ကိုချူဖောက်ရင် ပိုင်ဆိုင်မှုတွေကိုတိတ်စည်းရအပြင်ထောင်ရန်တနစ်ကနေ၅နှစ်အထိပါချမှတ်နိုင်တယ်လို့ဆိုပါရည် ထပြင်ချင်းပြည်ကောင်စီကစစ်ကုမရှင်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို အကြမ်းဖက်စစ်တပ်အဖြစ်တရားဝင်သတ်မှတ်ထားပါတယ်။ဒါကြောင့်စစ်ကုမရှင်တပ်ရဲ့စစ်ရေးနိုင်ငံရေးအုပ်ချုပ်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့အရက်သားတွေကိုပါပြစ်မှုဆိုင်ရာဥပဒေနဲ့အရေးယူမယ်လို့တတိပေးထားပါတယ်။